မြန်မာနေဦးခရိုနီကယ်အပိလ27မြင်ကွင်း UNG MOD လက်အောက်ကတရင်အချို့ရွှေ့ပြောင်းမှုနဲ့စုစည်းထားနိုင်ဖို့အရေးမြို့တိုင်းရင်ငွေရေးအစိုးရရဲ့ကာကွယ်ဝင်ကြီးဌာန MOD လက်အောက်မှာရှိတဲ့လက်နက်ကင်တရင်အချို့နှုတ်ထွက်ပြီးလက်နက်ပြန်အပ်တာခြားသော PDF တွေနဲ့ပူပေါင်းဖို့လှုံ့ဆော်တာသို့မဟုတ်တိချရက်တီတဲ့ local PDF အဖြစ်ရက်တီမဲလို့ထုတ်ပြန်ကြေညာတာတွေ မကြာခဏသတင်းတွေထဲဖတ်ရှုနေကြရတာပါ။လွန်ခဲ့တဲ့နှစ်နှစ်ဝန်းကျင်ကရမပင်ခရိုင်ကတည်ရင်လေရင်ဘိုးနကားရဲ့လက်အောက်မှာရှိနေခဲ့ပြီး MOD ရဲ့ထောက်ပံ့မှုရရှိနေခဲ့ရက NUG ဘက်ကထောက်ပံ့မှုရက်ဆိုင်ပြီး MOD လက်အောက်ခံတည်ရင်အဖြစ်ကနေထုတ်ပယ်လိုက်တယ်ဆိုတော့အမိန်ထွက်ရှိခဲ့ပူပါတယ်။အဲ့နောက်တည်ရင်လေရင်က NUG MOD လက်အောက်မှာပဲဆက်လက်နေဖို့တည်ရင်မှုတွေကဆုံးဖြတ်ကြတဲ့အကြောင်းကြေညာပြီးနောက် ဘိုးနဂါကဆိုပါတက်ရင်တွေကလက်နဲ့ပြန်အကြဖို့အမိန်ပေးခဲ့ပြန်ပါတယ်ဒီအဖြစ်ပြက်က MOD လက်အောက်ကနှုတ်ထွက်တယ်ဆိုတာထက် MOD ရဲ့အထောက်ပံ့လုံလုံလောက်လောက်မပေးနိုင်မှုအပေါ်မူတည်ပြီးအငင်းပွားမှုဖြစ်ရာကစတဲ့အဖြစ်ပြက်ဖြစ်ပါတယ်အဲနောက်ပိုင်း2025ခုနှစ်စံပိုင်းမှာရှမ်းတောင်ဒေသမှာရှိတဲ့တက်ရင်1335 SSPDF လို့ခေါ်တဲ့တက်ရင် SSRY လို့ခေါ်တဲ့တက်ရင်၃ရင်းလဲ MOD လက်အောက်ကနှုတ်ထွက်ကြောင်းကြေညာခဲ့ကြပါတယ်။ရှမ်းတောင်ဒေသကတက်ရင်သုံးရင်နှုတ်ထွက်တဲ့အကြောင်းရင်းကတော့တက်နေရအပြောင်းရွှေ့ကိုမလိုက်နာနိုင်တာကြောင့်လို့သတင်းတွေမှာပေါ်ပြကြတာတွေ့ရပါတယ်။ MOD ရဲ့အမိန့်နဲ့တက်နေရပြောင်းရွှေ့တာကို သဘောမတူ မလိုက်နာနိုင်တာကြောင့် MOD လက်အောက်ကနေနှုတ်ထွက်တယ်လို့နားလည်ရပါတယ်။နောက်ဖြစ်ရတဲ့ခုကတော့ပြည်ရင်ပြည်နယ်တောင်ပိုင်းစစ်ဒေသက PDF တက်ရင်တွေဖြစ်တည်ကြတဲ့ကြားဖြူစစ်ကြောင်းနဲ့ဂလုံးစစ်ကြောင်းတို့လည်း ယခုနှစ်စမ်းမှာပဲ MOD လက်အောက်ကနှုတ်ထွက်ကြောင်းကြေညာခဲ့ကြတာတွေ့ရပါတယ်။စစ်တေတာတစ်ခုနဲ့တစ်ခုရွှေ့ပြောင်းတဲ့အမိန့်ကိုလိုက်နာနိုင်ခြင်းမရှိတာကြောင့်လို့တချို့သောသတင်းတွေမှာဖော်ပြထားကြပေမဲ့တရင်ဝင်ထောက်ပြန်ချက်တွေတော့ထောက်ပြန်တာမရှိကြပါဘူး။ Can you can LN နဲ့ MOD အကြားပူးပေါင်းလှုပ်ဆောင်နေတဲ့ JOC လို့ခေါ်တဲ့စစ်ရေးပူးပေါင်းကော်မတီရဲ့အမိန့်အရနေမြေရွှေ့ပြောင်းဖို့အမိန့်ကိုလိုက်နာနိုင်ခြင်းမရှိတာကြောင့်အဆိုပါစစ်ကြောင်းနှစ်ကြောင်းက MOD လက်အောက်ကနှုတ်ထွက်လိုက်ကြတာဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။နောက်ဖြစ်ရတစ်ခုကတော့ရောနေမှာပြည်သူ့ကာကွယ်တပ်ဖွဲ့ကံကောတရင် ရောဒေတာက MOD လက်အောက်ကနှုတ်ထွက်ပြီး YA လို့အတူကောက်ခေါ်ဆိုတဲ့ရောတက်တော်နဲ့ပူးပေါင်းလိုက်ကြောင်းကြေညာခဲ့ပါတယ်။တရင်အလိုက်နှုတ်ထွက်ကြတာက အများစုဖြစ်ပြီးအချို့လေ MOD လက်အောက်ကတပ်ဖွဲ့ဝင်အနေနဲ့နှုတ်ထွက်ကအခြားတော်လှန်လက်နက်ကင်တပ်ဖွဲ့ထဲဝင်ရောက်ကြတဲ့ ဖြစ်ပျက်တွေလည်းရှိနေတယ်လို့သတင်းတွေအရသိရပါတယ်။ MOD လက်အောက်ကဘာကြောင့်နှုတ်ထွက်ကြသလဲလို့ကျောင်းရင်းခံတွေကိုစစ်စစ်ကြည့်ရင်အထောက်ပံ့မလုံလောက်တာ MOD ရဲ့အမိန့်ကိုလိုက်နာနိုင်ခြင်းမရှိတာတက်ရွှေ့ပြောင်းအမိန့်ကို မလိုက်နာနိုင်တာနဲ့လှုပ်ရှားရာဒေသမှာရှိနေတဲ့ခြားသောလက်နက်ကင်အဖွဲ့နဲ့ပူးပေါင်းလှုပ်ရှားလို့တဲ့ရည်ရွယ်ချက်အသီးသီးဖြစ်ကြပါဗါး MOD ရဲ့အထောက်ပံ့ကမလုံလောက်တဲ့အခြေအနေတွေလည်းရှိသလို နောက်နှေးမှုတွေလည်းရှိနေတယ်ဆိုတော့ဝေဖန်မှုတွေလည်းရှိနေတာပါမလုံလောက်တဲ့အခြေအနေမှာဘလို့ရက်တီကြမလဲလို့မိခွန်ထုတ်စီရလည်းရှိသလိုဒေတာအလိုက်ခွန်ကောက်တွေကောက်ယူတဲ့နီလန်းနဲ့ရက်တီကြတဲ့အနေထားမျိုးဖြစ်ပြီးအဲ့လိုအခြေအနေမှာ MOD လက်အောက်မှာမရှိရင်ဘယ်ရွှေ့ဘယ်မြောက်ကောက်ခံရရှိတယ်ဆိုရမျိုးလဲအထက်ကိုအစီရင်ခံစရာလိုမှာမဟုတ်တဲ့သဘောဖြစ်ပါတယ် NUG MOD အနေနဲ့အခုလိုနှုတ်ထွက်မှုတွေကြောင့် စစ်ရေးအပိုင်းမှာဗဟုချုပ်ခိုင်မှုအားနည်းတာကိုညွှန်ပြနေတဲ့သဘောလားလို့တွေးဆစရာလည်းရှိနေတာဖြစ်ပါတယ်။ MOD အနေနဲ့၎င်းရဲ့လက်အောက်ကတပ်ရင်းတွေအနေနဲ့ရာနှုန်းအချို့ကစတင် တီထောင်ကလေးက MOD ရဲ့ကမကထပြုမှုနဲ့တီထောင်ကြတာဖြစ်ပေမဲ့ချို့တော့တပ်ရင်းတွေက သူ့ဒေတာအလိုက်ဒေတာကာကွယ်တပ်ဖွဲ့တွေအဖြစ်နဲ့ဖွဲ့စည်းပေါ်ထွက်လာပြီးနောက်မှ MOD ရဲ့လက်အောက်အမိန်အောက်မှာနေပြီး လှုပ်ရှားမယ်လို့ဝင်ရောက်ပူးပေါင်းလာကြတာလည်းဖြစ်ပါလိမ့်မယ်။စစ်အာဏာသိမ်းမှုစန့်ကျင်ရေးလက်နက်ကိုင်အဖွဲ့တွေ ဖွဲ့စည်းမှုဟာတစုံလုံးအနေထားနဲ့စီစဉ်ချမှတ်ပြီးပေါ်ထွက်လာတာမျိုးထက်ဒေတာလိုက်သူ့ပုံစံနဲ့သူပေါ်ထွက်လာပြီးလိုက်လာစုစည်းတဲ့သဘောဆောင်တာလည်းဖြစ်ပါတယ်။ငကိုရှိပြီးသားဖြစ်တဲ့ဒိုင်းသာလက်နက်ကိုင်အဖွဲ့တွေနဲ့မဟာမိတ်လှုပ်ချင်းအူငီရယူပြီးဖွဲ့စည်းခြင်းနဲ့တိုင်းသားလက်နက်ကိုင်နယ်မြေတွေမှာအခြေစိုက်ပြီး MOD အနေနဲ့တိုက်ရင်းတွေဖွဲ့စည်းက လှုပ်ရှားခြင်းစတဲ့အစဉ်စဉ်ပြောင်းလဲဖွဲ့စည်းလာနိုင်တဲ့အနေအထားလေးဖြစ်ပါတယ်။အခုလို MOD အနေနဲ့နှုတ်ထွက်ခြင်းနဲ့တက်နှုတ်ထွက်ခွင့်ပြုသလိုပူပေါင်းခြင်းနဲ့တက်တွေလည်းလာရောက်ပူပေါင်းနိုင်တယ်ဆိုတဲ့သဘောမျိုးလမ်းပွင့်ထားခြင်းဟာလက်နက်ကင်တက်တစ်ခုအနေနဲ့အားနည်းချက်ဖြစ်နေသလားသို့မဟုတ်မဟာမိတ်လက်နက်ကင်အဖွဲ့တွေနဲ့ပူပေါင်းသွားတာခွဲထွက်လာတာတဖွဲ့ချင်းယက်တီယာကပူပေါင်းလာတာရှိသလိုတဖွဲ့ချင်းယက်တီဖို့ခွဲထွက်တာတွေကို တာတကြီးဖွင့်ပြုတ်ခြင်းဟာမလို့အကျိုးဆက်တွေတက်ရောက်စေနိုင်တယ်လဲဆိုတော့မေခွန်းလဲရှိလာမှဖြစ်ပါတယ် MOD အနေနဲ့လက်နက်ကင်တပ်ဖြစ်ပေမဲ့လဲစီးပွားရေး franchise company တဖွဲ့ပျော့ပြောင်းတဲ့မူဝါဒနဲ့ဒေတာလိုက်ဖွဲ့စည်းလှုပ်ရှားကြတဲ့လက်နက်ကင်အဖွဲ့တွေကိုလက်ခံနှုတ်ထွက်ခွင့်ပြုခြင်းကရေရှိအတွက်တော့အမိန်ပေးစီမံခန့်ခွဲရတဲ့အပိုင်းအခက်ခဲတွေကြုံလာရနိုင်တာလည်းဖြစ်ပါတယ်နောက်တစ်ချက်ကဒေတာကာကွယ်ရေး LPDF အဖွဲ့တွေအနေနဲ့ ၎င်းတို့ဒေတာကို၎င်းတို့ခုန်ကောက်ပြီး၎င်းတို့မူဝါဒနဲ့အုပ်ချုပ်နေကြတဲ့အဖြစ်မျိုးကလည်းအများပြားဖြစ်လာရင်အုပ်ချုပ်ခံရတဲ့လူထုအဖို့ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးဖြစ်လာစေမှာပါစစ်ဘေးကြောင့်အသက်မွေဝမ်းကြောင်လုပ်ငန်းတွေပျက်စီးနေချိန်မှာစီးပွားရေးအတွက်မဟုတ်ဘဲလူသုံးကုန်ပျက်စီးတွေဖြတ်တန်းတဲဆောင်ရမှာ ြီးလေးတဲ့အခွန်ကောက်တွေကလူထုကိုထပ်မံဝင်ပြီးစီမှာဖြစ်ပါတယ်ချုံဆိုရရင်တော့ NUG MOD အနေနဲ့လက်နက်ကင်တပ်တွေကိုစုစည်းမှုရှိစွာဗဟုချုပ်ခိုင်မှုအားကောင်းစွာနဲ့ထိန်းချုပ်နိုင်ဖို့အရေးကြီးတယ်လို့လက်နက်ကင်မြေပြင်မှာတပ်တွေရဲ့အုတ်ချုပ်မှုဆိုင်ရာအခွန်ကောက်ခံမှုဆိုင်ရာတွေကိုလည်းစီမံခန့်ခွဲနိုင်ဖို့အရေးကြီးပြီးလူထုအနေနဲ့အသက်အနည်းထိခိုက်မဲ့ဘေးကလွတ်အောင်ရှောင်တိမ့်နေကြရတယ်လို့ ရှင်းသားနေထိုင်နိုင်ရေးကိုလည်းငှဲ့ကြည့်စီမံဖို့အရေးတကြီးလိုအပ်နေတာဖြစ်ပါတယ်ရှင်။